ခီဗင်းကနေကောက်ထားတဲ့ခီဗန်းလေးတွေနဲ့လှဆင်ထားတာပေါ့နော်။ကဲအဲအခုကတော့ပေါ့နော် reading လေးကအာဗာ reading လေးကိုပြပြပေးသွားမလဲဆိုရင်တော့อืมဟောပေါ့နော်အခုပါလဲဒီအချီရေးပေါ့နော်အချီနဲ့ပတ်သက်တဲ့ reading လေးဖြစ်တယ်။အဲအခုဒါမြန်မာနှစ်ကိုလဲဒါပြီးခဲ့ပြီဆိုတော့လीဒီနှစ်တစ်ကနေပေါ့နော်ဒီ ကိုရဲ့ Nia Future ပေါ့နော်အဲ Nia Future ကအခု reading လေးကိုစကြည့်တဲ့အချိန်ကနေ3လအတွင်း6လအတွင်းသို့မဟုတ်တစ်နှစ်အတွင်းပေါ့နော်အဲ့လိုကာလလေးရေထိတာအကျုံးဝင်ပါတယ်ဒီ Nia Future မှာဖြစ်လာမဲ့ကိုရဲ့အချိန်ရေကန်လေးတွေအမကကြည်သွားပြီးမှဖြစ်တယ် sorry ပါအဲအပိုင်းသုံးပိုင်းခွဲပြီးကြည့်ပေးပါမယ်ပေါ့နော်အဲ ဟို ace ပေါ့နော် ace လေးတွေအတွက်ကြီးရတဲ့လေးတွေအတွက်ကြီးမယ်နောက်ပြီးတော့ရင်လက်ရှိ rs လေးတွေအတွက်နောက်ပြီးတော့ crash လေးတွေအတွက်ပေါ့နော်အဲ့လိုမျိုးလေးအပိုင်းသုံးပိုင်းခွဲပြီးတော့ကြီးပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီမှာရွေးချယ်စရာလေးကနှစ်ခုပေးထားတယ်ဒါလေးကတော့ cut off so 1ပေါ့နော်ဒါက cut 1ပေါ့နော်ဒါလေးကတော့ cut off so 2 cut 2ပေါ့နော်ဒီ cut off so လေးနှစ်ခုကိုမင်းကြီးသဘောကျတဲ့နှစ်တက်တက်ကတ်ကလေးကို cut off so လေးကိုရွေးချယ်လိုက်ပါနော် အဲ့တော့ရွေးချယ်တဲ့အချိန်လေးကိုခဏလေးပေးထားပါမယ်ရွေးချယ်ပြီးွားရင်တော့ပြန်လာခဲ့ပါမယ်နော် အလုံးမဲ့ရွေးချယ်ပေးပါရည်လို့ထင်ပါတယ်။နော်ကောက်ဆုတင်လေးကိုအရင်ဆုံးကြည့်ရအောင်။အမကဘလိုမျိုးလေးတွေသွားမလဲဆိုတော့အဲအပိုင်းလေးတွေခွဲထားပါတယ်နော်။ ဖိနေပါ යි ။ဒါလေးအပေါ်လေးတိုးလိုက်မယ်နော်။ဒီဟာလေးကတော့ eight strategy ပြီးမယ်ဒါလေးရဲ့လက်ရှိ energy လက်ရှိ energy တော့ဖြစ်ကုန်တယ်လက်ရှိ RS လေးတွေကြည့်ပြီးမယ်နော်ဒါလေးကတော့ crash လေးတွေကြည့်ပြီးမယ် အရင်ဆုံး age လေးအတွက်ကြည့်တဲ့အခါကျတော့ဥပမာอืมဘယ်လိုပြောရမလဲအခု age လေးတွေကိုကြည်နေတဲ့သူလေးတွေပါလीကိုယ့်ရဲ့ဒီအချင်းရင်းမှာပေါ့နော်ပြီးဆုံးခဲ့တဲ့အချင်းရင်းအတွက်ကိုကလीနည်းနည်းပင်ပန်းနေရတယ်နာကျင်နေရတယ်ရုံထွက်နိုင်သေးတဲ့ energy မျိုးလေးတွေဒီမှာမြင်နေရတယ်ဟာလေးလံနေပေါ့ကွာဒီကတ်လေးကိုဖတ်လိုက်ရတဲ့အချိန်မှာစိတ်တွေလေးလံပြီးတော့နာကျင်နေရသေးတယ် တချို့လေးတွေရုံးမထွက်နိုင်သေးဘူးเนาะရုံးမထွက်နိုင်တဲ့ energy တွေဒါမြင်နေရတဲ့အတွက်ကြောင့်ဖြစ်နေမှာဆိုတော့ကိုယ်တိုင်ရုံးထွက်မှာပဲဒီနာကျင်မှုတွေကနေလွတ်မြောက်မှာကွာကိုယ်တိုင်ရုံးမထွက်နိုင်တဲ့ရွေးတော့လွတ်မြောက်မှာမဟုတ်အဲ့တော့စူးစမ်းပြီးတော့ healing လေးတွေလုပ်ပါကိုယ့်ရဲ့ပျော်ရွှင်မှုတွေကိုယ့်ရဲ့စိတ်အေးချမ်းမှုတွေကိုရရှိအောင်စူးစမ်းပါဒီတိုင်းနေနေနဲ့တော့မရအောင်စူးစမ်းမှရရင်ပြောချင်တာကွာတချို့လေးတွေရှိတယ်တော်ပြီဘာမှတော့မလုပ်ဘူးကိုယ့်လုပ်ကိုလုံးနေတယ်လုံးချရှိတာလေးကြီးလုံးနေတာပဲ ရလားဆိုရင်ဟမ်းမရအောင်တော့ဘယ်လိုကြိုးစားရမလဲဆိုရင်ကျမတို့တွေဒါ spiritual ဘက်နဲ့သွားမယ်ဆိုရင်လည်းဟာ subliminal လေးတွေနားထောင်တာမျိုးလေးတွေနော်ဒီ inner peace meditation လေးတွေ frequency တွေလောက်တာ meditation တွေထိုင်တာ frequency လေးနားထောင်တာအဲအဓိကပေါ့နော်ကိုကိုကို focus ထားပြီးတော့အဲ့ဒီ each အောင်ကိုကြိုးစားပြီးတော့ပေါ့နော်မျိုး နေတိုင်းစူးစမ်းပြီးနေမှာပဲရမယ်အနည်းဆုံးတော့ဘာပဲဖြစ်ဖြစ်3-4လောက်ကတော့စူးစမ်းရမယ်ကွာအဲ့လိုမျိုးကိုကိုယ်တိုင်စူးစမ်းပြီးရုံထွက်မှသာအဆင်ပြေမယ့် energy မှာရှိတယ်နော် age lead တွေနဲ့ကတော့ပြောမယ်ဆိုရင်ခုချိန်မှာကတော့သူပြန်လာမလားဘာလာညာလားမီးနေနေဆိုရင်တော့ no ပြန်တော့မလာနိုင်သေးဘူးပေါ့နော် ကိုအတွက်ကတော့ဒီမှာအဲကိုရဲ့ရီမန်းချက်ပန်းတိုင်ကိုသွားရမယ့်လမ်းကြောင်းနော်ဘလောက်ပဲရှုပ်ထွေးနေပါစေကိုသွားရမယ့်လမ်းကြောင်းကိုရေရေဝုန်းဝုန်းပြပြတတ်တာလေးခုချိန်မှာသွားဖို့လိုအပ်နေပြီ เนาะဟောတချို့လေးကြတော့မျောနေမိသေးတယ်ပေါ့เนาะအမ်ပြန်လာမလားဆိုရင်မျောနေမိနေရလေးလည်းရှိသေးတယ်ပေါ့ကွာဒါပေမဲ့အခုချိန်မှာတော့ဟွန်းဒီနီယာရှူရှာအန်အဂျီတီကတော့မမျောလင်းနိုင်အောင်ပေါ့နော်ပြောချင်တာလေဒီလာကိုကိုကိုဖိုကတ်ထားပြီးတော့ကိုရီရီမန်းချက်ပန်းနိုင်နေကိုရီရေရာတွေကိုရအောင်စ조사ပေးပါနော်အဲအဲ့လိုပုံစံလေးကိုကအခုချိန်မှာသွားမှကိုကပို့ပြီးတော့အဆင်ပြေလာမယ် energy အဆင်ပြေလာမယ်ဟိုလိုပြရမလဲအဲစိတ်တွေပေါ့ကွာကိုယ့်ရဲ့ happiness ကိုလည်းကိုယ်ကပြန်ရှာတွေ့မှာဖြစ်တယ်เนาะအဲ့တော့ဒီ age line နဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်တော့လောလောဆယ်ဆယ်အချိန်မှာတော့နာကျင်မှုတွေကနေရောထွက်ပြီးပါပြီးသွားရင်သူ့ကိုတနိုင်တဲ့လောက်တော့လက်ကိုလုံနိုင်အောင်ကြိုးစားပါเนาะအကယ်၍ကံမကုန်ရင်တော့ပြန်ဆောင်ရမှာပဲလောလောဆယ်ဆယ်အချိန်နေရတော့ဟိုဘယ်လိုပြရမလဲ အရန်ကြီးပေါ့နော်ဒီမျောလင်းချက်တွေမထားစီခြင်းဘူးကိုဘွားလေးမှာကိုယ့်ရဲ့လက်ရှိအချိန်လေးကိုအကောင်းဆုံးပေါ့နော်ဒီကိုကိုကိုရက်တည်ပြီးတော့နေဖို့ပဲအမကတော့အကြံပေးခြင်းလားနော်အဲ့တော့ဒါ ace လေးတွေကိုကြည့်နေတဲ့သူလေးတွေဒါက energy ကြိုက်တယ်ဆိုရင်တော့ဒါဒီ reading လေးကိုဒါဟိုဘောနော်ဘယ်လိုပြမလဲကို့အတွက်ဒါ message လေးတခုရသွားတယ်လို့ပေါ့နော်အဲအဲ့လိုမျိုးလေးပဲအဲတတ်မှတ်ပေးပါအဲ energy မကန့်ညီတဲ့သူလေးတွေကတော့လေဒါက ဟိုအရင်ကြီး serious မဖြစ်နဲ့ပေါ့နော်ဒါက personal reading မဟုတ်ဘူး general reading ဖြစ်တဲ့အတွက်ကြောင့်ဒုတိယချင်းနဲ့ပေါ့နော်ကန့်ညီချင်းမှာကန့်ညီလိမ့်မယ်နော်ဒါက ex lady တွေအတွက်ပြောတာပေါ့နော်ဒါလက်ရှိ energy လက်ရှိ current is lady တွေအတွက်ကကြတော့လေနည်းနည်းတော့သတိထားပြီးနော်ဘလို့ဆိုတော့ကနည်းနည်းလေးတင်းတင်းတယောက်စကားများတာမျိုးလေးတွေအဆင်ပြေဖြစ်တာမျိုးလေးတွေဖြစ်တတ်တယ်တချို့ဆိုရင် အတ္တမာနလေးတွေနဲ့ပေါ့နော်အဲ့လိုမျိုးလေးတွေပေါ့နော်နည်းနည်းလေးအဲ ပြိုင်နေကြတာမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးတွေဖြစ်တတ်တယ်အဲဒါပေမဲ့တခုရှိတာကပေါ့နော်ဒီဒီမှာနောက်တစ်ခုကဒီမှာကဒီဗေကလေးကြားထားတဲ့ခါကျတော့ဓမ္မဆိုရင်ဒါမြေခွေးနော်တိုးအုပ်တိုးအုပ်တွေထဲမှာမြေခွေးမြေခွေးမြေခွေးရောက်လာတဲ့ခါကျရင်ဒီတိုးလေးကမြေခွေးနောက်ကိုလိုက်လာတာလားမသိမကောင်းกว่าတိရမလားမြေခွေးတွေရဲ့သဘောတရားရဲ့ဒီမှာတိုးချောင်းသားထိုင်နေတာတော့မှဒီမြေခွေးရဲ့ဒီတိုးကိုရအောင်ဆွဲခေါ်လာတယ်တွေ့လားအမအမစိတ်ထဲမှာတော့ ဘယ်လိုခံစားရလဲဆိုရင်တော့อืมအနောက်ရှက်တစ်ခုခုတော့ဝင်လိမ့်မယ်အနောက်ရှက်เนาะအေးနောက်ရှက်ကမကောင်းတဲ့နောက်ရှက်တချို့ဆိုရင်တပ်ပါတီဝင်လာတာမျိုးလေးတွေအဲ့တပ်ပါတီပေါ့နော်တစုံတယောက်ကပေါ့နော်ကိုလူကိုပေါ့နော်မျိုးနည်းနည်းဖျားယောင်းနေတာမျိုးလေးတွေအဲ့လိုစသဖြင့်အဲ့လို energy ကိုခံစားလိုက်ရတာကွာအဲ့တော့နည်းနည်းတော့သတိထားပြီးပါအခြေအတင်းဖြစ်တာမျိုးလေးတွေဖြစ်တယ်နည်းနည်းသတိထားပြီးပါအဲ့တော့ကိုယ့်ရဲ့ energy ကိုပေါ့နော်ကိုကပြောမှဆိုရင်တော့ကွာအဲ ဒီပေါ့နှစ်ယောက်ကဟိုတတိတတိထားတာတော့ထားတာဆိုပေမဲ့လေဟိုပူပူပြီးကောင်းတဲ့ energy လေးတွေရအောင်လဲပေါ့နော် ဟိုနှစ်ယောက်ကစ조사ပေးရမယ်ဆွဲခေါ်ရမယ်အဲသူ့ကိုလည်းကိုကဆွဲခေါ်ပေးရမယ်ကွာတည်ရမလားပြန်လည်ပြီးတော့ကွာတည်ရမလားဒီကိုနှစ်ယောက်ချာမှာချက်ချင်းလေးတွေပြန်ပြီးတော့ရှင်းတန်းလောင်လို့ဆွဲခေါ်ပေးရမယ်ဟိုပြောမှဆိုရင်ကွာတည်ရမလားနည်းနည်းလေးအေးဆန့်နေတဲ့ဘောနော်ဒီအခြေအနေတွေရှိနေရင်လည်းအဲ့ဒီအခြေအနေကနေပြန်ပြီးတော့ရှင်းတန်းလောင်ပြန်ပြီးတော့နှွေးထွေးလောင်ဘောနော် romantic လေးပြန်ဖြစ်လောင်လို့ဆွဲခေါ်ပေးမယ်အဲ့လိုသဘောမျိုးလေးတွေကိုမြင်နေရတယ်နော်အဲ့လိုသဘောမျိုးလေးတွေကို message ပေးထားတယ် ဲ့တော့လက်ရှိ IRS လေးကြီးကတော့နည်းနည်းတော့သတိထားပေးပေါ့နော်နည်းနည်းသတိထားပေးပါနောက်ဆက်လေးဝင်တက်တယ်ဒါကြောင့်မလို့ခုနကအမပြောသွားသလိုမျိုးနှစ်ယောက်ကြာမှနှွေးထွေးမှုလေးတွေပြန်ပြီးတော့ဖြစ်လာအောင်တော့ပေါ့နော်ပို့ပြီးတော့ဂယုတစိုက်ဒီကာလလေးတွေမှာအဲစူးစမ်းပေးပါဒါဒီနှစ်ထဲမှာပဲဖြစ်ဖြစ်ပေါ့နော်ဒီအမခုနကပြောသွားနီးရ future ပေါ့ကွာ ညံ future ကာလတွေမှာစ조사ပြီးဒီလိုမျိုး energy တွေနဲ့ကိုက်ညီနေတဲ့သူတွေရှိရဆိုတော့ဒီ message လေးကိုပို့ပြီးတော့နားထောင်ပေးသင့်တယ်လို့တော့အမတော့အဲထင်မိတယ်ပေါ့နော်အဲ့တော့ဒါဘာပဲဖြစ်ဖြစ်ဒါတတိပေးထားတဲ့ message လေးလို့လည်းပြောရမှာပေါ့နော်ဒါလက်ရှိ RS လေးတွေအတွက်ဟုတ်ပြီလားနော်အဲ့တော့ဒါကတော့လက်ရှိ RS လေးတွေအတွက်ပြောပြသွားတာဖြစ်ပါတယ်အဲ့တော့ crush လေးတွေအတွက်ကြီးတဲ့သူဆိုရင်တော့ crush လေးရင်းနဲ့ဘယ်လိုမျိုးလေးတွေဖြစ်လာတတ်မှာလဲကဲဘယ်လိုမျိုးလေးဖြစ်လာနိုင်တော့ကြည့်ပါဦးဆိုတော့ဒီမှာနည်းနည်းပေါ့နော်อืมဘယ်လိုရမလဲနည်းနည်းလေးတော့ ဘယ်လိုပြရမလဲဒါဆိုရင်တမင်လေးကဒါနည်းနည်းသူလမ်းပြောက်လမ်းပြောက်တယ်လို့တော့မဟုတ်ဘူးပေါ့နော်သူစူးစားပြီးတော့သူရှောင်းလန်းနေရဆိုတော့သဘောမျိုးလေးကိုတော့အမတော့ခံစားမိရကွာပြောမယ်ဆိုတော့ကိုယ့်ရဲ့ crush နဲ့ပတ်သက်ပြီးတော့ကိုဘလိုမျိုးတွေကိုစိတ်ထဲမှာသူ့ကိုဖြစ်လဲတတိရှိရှိနဲ့ပေါ့နော်ဒီ crush နဲ့ပတ်သက်ပြီးတော့တတိရှိရှိနဲ့ရင်ဆိုင်ကြည့်လိုက် ြောချင်တာကိုသဘောကျတယ်ရှစ်ဆက်သွားချင်တယ်ဟိုဖြစ်ချင်တယ်ဆိုရင် ပြောလိုက်တော့ကွာသိလားနော်ဟိုဘယ်လိုပြရမလဲကွာရှေ့တော့ပဲဥတီပြီးတော့ပဲသွားကွာသိလားနောက်ကပဲဟိုချီတုံချီနာဖြစ်နေတဲ့စိတ်တွေနဲ့မနေနဲ့ကွာသိလားပြောချင်တာလीအရှိကိုဆက်ချင်တယ်ဆိုရင်လည်းရတယ်ရှေ့ကိုဆက်ကိုကိုကိုယုံကြည်မှုရှိရှိနဲ့သာရှေ့ဆက်ကွာဟိုဘယ်လိုပြရမလဲ ဒီမှာ energy လေးတွေကကောင်းနေတဲ့ခါကျတော့လေအဓိကတော့တည်တည်ချာချာလေးပေါ့နော် plan လေး season လေးပေါ့နော်ကိုတို့ဘယ်လို chicken မယ်ဘယ်လိုမျိုးလေးပြောမယ်ဘယ်လိုဖြစ်တယ်ညာဖြစ်တယ်အဖွင့်ပြောချင်တဲ့ပါညာဆိုရင်ဖွင့်ပြောလိုက်ပါတယ်လားဒါယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်နော်ဟိုမိန်းကလေးဆိုလဲသူ့ဘက်ကကြီးပဲလာပြောမှာဟိုစောင့်နေစရာမလိုဘူးကွာကိုဘက်ကဟိုဟာဖြစ်တယ်သူ့ဘက်ကလည်းကိုယ်ကိုသဘောကျနေတဲ့ရင်းရောင်ကြီးရှိတယ်ဆိုရင်ဟိုရေးရေးတင်းတင်းသား ပြောတာချလိုက်တော့အမကတော့အမကတော့အာဖေးနေတယ်နော်နောက်ကနေအဲ့လိုအဲ့လိုသဘောမျိုးပေါ့နော်ပြောချင်တာလေးဒီလားဟိုရှေ့ဆက်ပြီးတော့ဟာပေါ့နော်အဲသွားလို့ရတယ်ပေါ့ကွာအဲအဲ့လိုသဘောမျိုးလေးပြောချင်တာနော်တချို့လေးကျတော့လေအဲ့လိုထီတော့မလုံရဲဘူးအမရဲ့သမီးတော့စောင့်ကြည့်ခြင်းနဲ့ဆိုရင်လည်းပဲစောင့်ကြည့်အောင်ပေါ့နော်စောင့်ကြည့်ပြီးမဲ့ဒီကိုယ့်ရဲ့ crash လေးနဲ့ကတော့ဘာရှင်ရှေ့ဆက်ပြီးတော့ အဲတော့လို့ရရှာသေးတယ်ပေါ့နော်လောလောဆယ်ကနီးရဖြူရှာတီကတော့အချိန်လေးတွေတော့ တိုးတက်လာမယ်ဆိုတဲ့သဘောမျိုးလေးတွေတော့အမတော့ခံစားမိရယ်เนาะဒါကတော့ဒီ crush လေးအတွက်ကြည့်ပြီးတဲ့ energy လေးဖြစ်ပါတယ်အဲ့တော့ဒါလေးတွေကတော့ပိုင်ဝန်းလေးရဲ့ဘောเนาะဒီ ace ကဲ rs ကဲ crush ကဲနဲ့ပတ်သက်ပြီးတော့ကြည့်ပြီးတယ်အဲဒါနည်းရ future အတွက် message လေးပေါ့เนาะ timeless reading လေးပါပြောမယ်ဆိုတော့ကိုကြည့်တဲ့အချိန်ကနေနည်းရ future ကာလအထိ OD reading လေးကအကျုံးဝင်ပါတယ် energy တွေ resonate ဖြစ်တဲ့ဆိုရင်ပို့ပြီးတော့အကျုံးဝင်ပါတယ်เนาะ ဟုတ်ပြီလားအဲ့တော့နောက်ထပ် reading လေးတွေတင်ရင်လည်းအားပေးကြပါဦးเนาะဒါလေးကတော့ pandy cat also တစ်လေးကိုရွေးချယ်တဲ့သူလေးတွေအတွက်အဲ left reading လေးဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်เนาะအဲ့တော့ cat also နှစ် cat also နှစ်လေးတွေကိုရေးထားတဲ့သူလေးတွေအတွက်ကြည့်ပေးပါမယ်ဒါလေးတွေကဒီလိုသွားမယ် ကအပိုင်းလေးတွေသုံးပိုင်းခွဲပြီးတော့ကြည်ပေးပါမယ်နော်အပိုင်းသုံးပိုင်းခွဲပြီးတော့ကြည်ပေးပါမယ်ဒါဒီလေးဒီကလေးနှစ်ကပ်ကကြတော့ဒါ age လေးတွေပေါ့နော် age လေးတွေအတွက်အပိုင်းအာ age လေးတွေကိုကြည့်နေတဲ့သူလေးတွေကအာပြောမယ်ဆိုရင်တော့อืม wizard for john ยาတော့ဗောနော်အဲတခုခုတော့ပြန်လဲလာတော့မယ်เนาะ ပြန်လဲလာမယ်ပြောမယ်ဆိုတော့ဒီကိုယ့်ရဲ့ age နဲ့ကတော့မပြည့်ပြတ်သေးဘူးပေါ့နော်တစ်ချိန်ချိန်မှာတော့ပြန်ဆုံဖို့အတွက်ပြန်ပြီးတော့အဆက်အသွယ်တွေပြန်ရတာမျိုးတွေနော်ဒီ near future မှာနော်အဆက်အသွယ်ပြန်ရတာမျိုးလေးတွေအဲဆက်သဖြင့်ပေါ့နော်တချို့လေးကျတော့ပြန်ပြီးတော့ဒီမှာစုံစည်းရတာမျိုးလေးတွေမှာဆိုရင်အဲမမမေသူတို့တွေကဖတ်ထားကြတာအဲကြွကျင်နာကွာချစ်စရာလေးကြွကျင်နာကွာသိလား ဟိုတစ်ချိန်တိတ်မှာပေါ့နော်ကိုကကံမကောင်းခြင်းနေအဆင်မပြေခဲ့မှုတွေကြုံခဲ့ရတယ်ဆိုရင်ပြန်ပြီးတော့ပေါ့နော်ဒီ good fortune လေးတွေပြန်ပြီးတော့ဖြစ်လာလိမ့်မယ်ပေါ့ကွယ်အဲ့လိုသဘောမျိုးလေးပေါ့နော်ပြန်ပြီးတော့သူနဲ့ကတော့ရေဆက်တစ်ခုခုတော့ပြန်ပြီးတော့ဖြစ်တည်လာတော့မယ်ဆိုတော့သဘောမျိုးလေးပေါ့နော်အဲဒါမှတစ်ခုရှိတာကပေါ့နော်ဒီမှာဘာလေးကို message ထည့်ရထားလဲဆိုရင်ကွာအဲ ဘလို့ပဲပေါ့နော်ဟိုတစ်ဖက်လူနဲ့ပြင်မဲ့စုံတာပဲဖြစ်ပါစေဘလို့ပဲဖြစ်ပါစေကွာကိုကဘာလုပ်ရမလဲဆိုရင်ကိုကိုကို focus လုပ်ဖို့အရေးကြီးပါတယ်တဲ့နော်အဲပြောမယ်ဆိုရင်တော့ကွာဒီဒီຢာကပေါ့နော်သူ့ energy လည်းဖြစ်နိုင်တယ်ကို့ energy လည်းဖြစ်နိုင်တယ်ဟိုသူကပေါ့နော်သူဒီလိုမျိုးလှည့်ထွက်သွားရတဲ့အကြောင်းရင်းကလည်းပေါ့နော်သူ focus လုပ်ရမယ့်အရာတွေသူ ဟိုရှေ့ဆက်ရမယ့်အရာတွေပေါ့နော်သူ့ဘဝမှာသူဘယ်လိုပြောရမလဲဘယ်လိုပြောရမလဲသူရဲ့ journey ပေါ့ကွာနော်အဲ့ journey ကိုသူကဆက်လျှောက်ဖို့အတွက်ထားခဲ့တာပေါ့နော်ကိုကိုနဲ့ဒီအစက်ကိုနဲ့နှစ်ယောက် relationship တွေကိုထားခဲ့တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အဲ့အဲ့လိုကနေမှတဆင့်တချင်ချင်းမှာကိုနဲ့သူပြန်ဆုံနိုင်တာမျိုးတွေပေါ့เนาะအဲအခုအချိန်မှာတော့ထားခဲ့တယ်အဲသွားခဲ့တယ်ထွက်သွားခဲ့တယ်ဆိုပေမဲ့ တချင်ချင်းမှာတော့ပြန်ဆုံနိုင်တယ်เนาะအဲ့လိုသဘောမျိုးလေးဒီဟာကနောက်တစ်ခုကိုယ့်အနေနဲ့ကြည့်မယ်ဆိုရင်တော့သူနဲ့တချင်ချင်းမှာပြန်ဆုံနာတွေမဆုံနာတွေကိုခေါင်းထဲကခဏထုတ်ထားပြီးတော့ကိုယ်လိုချင်တဲ့အရာကိုရည်ရွယ်ချက်တွေကိုယ့်ရဲ့ချော်နေကိုခုချိန်မှာလက်ရှိကာလလေးမှာအကောင်းဆုံးရှေ့ရှုပြီးတော့ဒါရှောက်လန်းမှာအတိတ်ကဒီဖြစ်ခဲ့တဲ့ຢာတွေအတိတ်ကတချို့တော့ဒီအစင်မပြေမှုတွေပါဘာဖြစ်ဖြစ်ပေါ့နော်အဲ့ဒါတွေအကုန်လုံးထားခဲ့ထားခဲ့ပြီးတော့ focus on yourself ပေါ့နော်ကိုကိုကိုဒီ အာယုံဆက်ပြီးတော့ရှောင်မယ်ကိုရဲ့ဘဝလမ်းကြောင်းကိုရင်ဖြစ်ချင်တဲ့အရာပေါ့နော်အဲအဲ့ဒါဒီလိုပဲပေါ့နော်စူးစမ်းပြီးတော့အဲရှောင်လမ်းဖို့ကိုလည်းဒါတတိပေးထားရလို့တော့ခံစားမိတယ်ပေါ့နော်ဒါကဒီလို energy မျိုးကိုမှခံစားလိုက်ရတယ်နှစ်ခုပေါ့နော် energy နှစ်ခုကိုခံစားလိုက်ရအဲ့တော့ဘလို energy ပဲဖြစ်နေဖြစ်နေအဲဒါလက်ရှိပေါ့နော်ကြည်နေတဲ့သူလေးတွေအတွက်ဒါဘာပဲဖြစ်ဖြစ်ဒါအခုကိုယ်တော် message စကားလေးတစ်ခုလိုပဲသတ်မှတ်ပေးပေါ့နော်အဲ့တော့အဲ အချင်းချုံပြောရမယ်ဆိုရင်တော့ဒီ H လေးတွေဘောနော်ဒီ new ရွှေရှားကာလာမှာတော့သူတို့စီကအဆက်အသွယ်လေးတွေကပြန်ရကောင်း ရှားလာနိုင်နေเนาะတချို့လေးတွေကြတော့လည်းပြန်ပြီးတော့ union ဖြစ်တာမျိုးလေးတွေလည်းရှိနိုင်နေဒါကခံစားမိတဲ့ energy လေးကိုပြောပြတာပေါ့เนาะ အဲနောက်တစ်ခုကကြတော့ကိုအတိတ်မှာဒီဒီဒီကလေးကနောက်တစ်ခုအနေနဲ့ဗာသတိဗာသတိပေးထားတော့ခံစားရလဲဆိုရင်ပေါ့အမားတို့တွေကိုရဲ့အတိတ်ကိုပြန်ကြည့်ကြည့်လိုက်ပေါ့နော်ပြန်ကြည့်ကြည့်လိုက်တဲ့အချိန်မှာဘယ်လိုပြောရမလဲကိုအတိတ်မှာကွာကိုကပေါ့နော်ဒီဘာတွေလှုပ်ခတ်လဲကောင်းတာတွေလှုပ်ခဲ့တယ်ဆိုရင်ကောင်းတာတွေပဲကိုတို့ပြန်ဖြစ်လာမှာပဲမကောင်းတာတွေလှုပ်ခတ်ရင် မကောင်းတာတွေကြုံမတတ်တယ်ဆိုတော့လေအဲ ခုအတိတ်အတိတ်ကိုဘယ်လိုပြောရမလဲပြန်ကြည့်လဲဘယ်လိုပြောရမလဲကွာအဲကောင်းတဲ့ຢာလေးတွေလောက်ခဲ့ရဆိုရင်တော့အခုချိန်မှာဘာမှကြောက်စရာမလိုဘောเนาะအကယ်၍မကောင်းတဲ့မကောင်းတဲ့ຢာဆိုတာကွာတချို့လေးတွေလည်းဟိုကိုယ့်ရဲ့ဘောเนาะဒီစိတ်လိုက်မှန်ပါလေးတွေလောက်ခတ်မိတာတွေလည်းရှိကောင်းရှိနိုင်တယ်ကိုယ့်ရဲ့အတိတ် relationship တွေမှာအဲ့လိုဆိုရင်တော့ကိုကဘောเนาะပြန်ပြီးတော့ နည်းနည်းလေးတော့ပြန်ခံရမယ့်ကာလလေးတွေရောက်လာတတ်တယ်ပေါ့နော်အဲဒါမှမဟုတ်ရင်အတိတ်မှာတော့ကိုကတော့ကောင်းခဲ့တယ်ဒါပေမဲ့ကောင်းဘလောက်ပဲကောင်းခဲ့ကောင်းခဲ့အဆင်ပြေမှုတွေကြုံခဲ့တယ်ဆိုရင်တော့လည်းပဲအခုအချိန်မှာပြန်ပြီးတော့အဆင်ပြေမဲ့ကာလလေးတွေရောက်လာလိမ့်မယ်ဒါကအမားကဒါခံစားမိတာလေးကိုပြောပြတာကွာသိတယ်မလားဟိုအဲ့လိုမျိုးကြီးအာငါမကောင်းတာလုပ်ခဲ့တယ်မကောင်းတာခံရတော့မယ်ပေါ့အဲအဲ့လိုမျိုးကြီးတော့ ဟိုချင်းချောက်တာတော့မဟုတ်ပါဘူးเนาะဒေါ်ကြာတမျိုးထင်ပါဆိုတော့เนาะအဲ့တော့ကွာဒီဟာကဒါက H နဲ့လဲပတ်သက်တာလဲပြောသွားတာလဲဖြစ်လို့ကိုယ်တည်း message လေးတွေလဲဒါပြောသွားပေးတယ်လို့ပဲဟိုမှတ်ယူပေးပါเนาะအရန်ကြီးတော့ serious တော့မဖြစ်ပါနဲ့เนาะအဲ့တော့ဗာရှိ H လေးတွေအတွက်ကြည့်တဲ့သူလေးတွေပေါ့เนาะ H နဲ့ကတော့อืมဆက်သွယ်လေးတော့ပြန်ရကောင်းရလာနိုင်ခြေလေးတွေရှိတယ်လို့တော့ခံစားမိပါတယ် အော်လက်ရှိ RS လေးတွေကိုကြည့်မှာကွာလက်ရှိ RS လေးတွေမှာကျတော့ဗာလေးတွေမြင်ရလဲဆိုရင်ကွာလက်ရှိ RS လေးတွေကတော့သူ့နဲ့ကဟွရှေ့ဆက်လို့တော့ရပါတယ်เนาะသူ့ကိုတော့နည်းနည်းလေးထိမ့်ပေးပါတော့သူကနည်းနည်းလေးရောကြောင်တောင်တောင်လေးကြောင်တောင်တောင်တော့မဟုတ်ပါဘူးကွာပြောချင်တာပေါ့เนาะနည်းနည်းလေးသူကဟိုတစ်ခါလေးရရင်ကွာနည်းနည်းလေးစိတ်စိတ်လေးပေါ့เนาะနည်းနည်းဘယ်လိုပြောမလဲ ိုလွတ်သွားတာမျိုးလေးတွေရှိတတ်တယ်ပေါ့နော်အဲသူကိုသူအရန်ကိုဟို confidence တွေဖြစ်ပြီးတော့အဲ့လိုမျိုးလေးတွေပေါ့နော်လွတ်သွားတာလေးတွေရှိတတ်တယ်ဆိုရင် ကိုကသူ့ကိုလည်းလောက်ထိန်ပေးဖို့လိုအပ်တယ်တစ်ခါလေကျရင်သူနည်းနည်းတော့ကြီးကန်ကန်လေးဖြစ်တတ်တယ်ကွာကိုကလိုက်ပြီးတော့ ထိရမဲ့ပုံစံလေးကြီးတော့မြင်နေရတယ်ပေါ့နော်ဒါပေမဲ့သူနဲ့ကတော့ရှေ့ဆက်ပြီးတော့သွားလို့ရတယ် new ဘယ်လိုပြမလဲဒီ journey ပေါ့နော်နှစ်ယောက်ကဒီ relationship ကိုဆက်ပြီးတော့ရှောင်းလန်းလို့ရတယ်အဲတခါတလေကြာရင်ပေါ့နော်음သူနဲ့မှခီးတွေပိုင်းထွက်ချင်တာမျိုးဆိုရင်လည်းဒါခီးထွက်တဲ့ ီးထွက်တဲ့နမိတ်လေးတွေကိုလည်းမမြင်ရဘူးဗောနော်ခီးထွက်တာမျိုးလေးတွေတူတူခီးသွားတာမျိုးလေးတွေတချို့ဆိုနိုင်ငံခြားခီးတွေပါလေသွားတာမျိုးလေးတွေတချို့ကျတော့နိုင်ငံခြားကခီးသွားတာမဟုတ်ပဲအလုတ်တွေပါလေသွားလုတ်တာမျိုးလေးဗောနော်အတူတူသွားတာမျိုးလေးတွေဒါမှမဟုတ်လည်းအဲသူသွားပြီးတဲ့ခါကျရင်ကိုကလိုက်သွားမှာမျိုးလေးတွေစသဖြင့်ဗောနော်အဲ့လိုမျိုးလေးတွေကြုံရတတ်တယ်ဘာပဲဖြစ်ဖြစ်ဒီဒီဒီနမိတ်လေးရတော့ဗောနော်လက်ရှိ RS လေးတွေရတော့ အဆင်ပြေပါတယ်ရှေ့ဆက်လို့တော့ရတယ်အဲဒါမှတခုရှိတာကတော့ဗောနောစိတ်အသိစိတ်လေးတွေတော့မလွတ်သွားစေနဲ့ဟိုစိတ်လိုက်မှန်ပါတယ်ပြောမိဆိုမိတာရယ်စိတ်လိုက်မှန်ပါတယ်လုံးမိတာတွေမရှိစေနဲ့အဲသူ့ဘက်ကဗောနောဒီအဆင်မပြေမှုတွေသူ့ရဲ့စိတ်စိတ်လိုက်မှန်ပါလုံးမိရဲ့ဖြစ်ရတဲ့ရှိရယ်ဆိုရင်လည်းကိုက သူ့ကိုပေါ့နော်နည်းနည်းတော့ပြန်ပြီးတော့ထိန်းပေးပါသူ့ကိုဆော့ကြည့်ရှုပေးပေါ့နော်သူ့ကိုအဲဆွဲအဲဘယ်လိုပြောမလဲဖေးမပေးပေါ့ကွာကူညီပေးပါအဲ့လိုသဘောမျိုးလေးကိုပြောချင်တာနော်သူ့ပြောတဲ့အတိုင်းကိုကလည်းပဲတုံ့ပြန်တာမျိုးတွေဒေါသလျောက်စိတ်လက်မန်ပါလောက်တာမျိုးတွေမလုံနဲ့ပေါ့နော်အဲ့ဒါလေးကိုတော့သတိပေးတာပေါ့ကွာအမနော်အဲ့တော့လက်ရှိ RS lady ကတော့ကောင်းပါလေ အဲ့တော့ crash လေးအတွက်ကြည့်နေတဲ့သူလေးတွေဆိုရင်တော့ဒီမှာဗာလေးတွေမြင်ရတယ်ဆိုရင်တော့ crash လေးတွေကလည်းအဆင်ပြေမလားအမလို့မေးမယ်ဆိုရင်တော့အမ်အဆင်တော့ပြေနိုင်ပါတယ်သူသူ့ဘက်ကနေကိုယ့်ဘောနော်အမ် romantic feeling လေးတွေပေးလာတာမျိုးလေးတွေနော်အမ်သူသူကနေကိုယ့်ကိုဖွင့်ပြောလာတာမျိုးလေးတွေအဲ့လိုမျိုးလေးတွေဖြစ်တတ်တယ်နော်အဲ့လိုမျိုးလေးတွေကြုံရတတ်ပါတယ်อืม ဒါပေမဲ့ကိုကလေးတည်လာတခါတလင်ကြရင်ကွာဟိုဘယ်လိုပြရမလဲဟိုကိုရဲ့ဒီ body ကိုမှာ trauma တွေရှိတာတွေရှိလားကိုမှာဘယ်လိုပြရမလဲအတိတ်ရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီဟိုတချို့သောစိတ်ဓာတ်ရာတွေလွတ်မချနိုင်တဲ့အရာတွေရှိနေတာမျိုးတွေရှိသလားအဲ့လိုဆိုရင်တော့အဲ့ဒီအရာလေးတွေကိုလွတ်ချပေးဖို့လိုအပ်တယ်နော်လွတ်ချပေးမှသာပြီးတော့ဒီကိုရဲ့နှလုံးသားလေးကိုဗောနော်ဒီ လူသစ်တဘောကကိုတို့ခုသဘောကိုလာယူသဘောကြနေတဲ့သူလေးပဲဖြစ်ဖြစ်ကိုကအဲ့လိုမျိုးစပြီးပြန်ပြီးတော့ဗောနသဘောကြခြင်းနဲ့အနေထားမျိုးလေးတွေမှာရှိနေတဲ့သူလေးကိုပဲဖြစ်ဖြစ်ဗောနကိုကလည်းနှောင်းသားလေးကိုဖွင့်ပြီးတော့ကြိုးစောကြည့်နော်သူ့ဘက်ကလည်းကိုကိုချစ်ချင်းမြတ်တိုင်းရင်နဲ့ရောက်ရှိလာလိမ့်မယ်ဒီအစင်တက်လာမယ်ပေါ့ကွာပြောချင်တာလေဟိုနှစ်ယောက်ကဟို basically ကနေ relationship တစ်ခုကိုတော့ဘာပဲဖြစ်ဒီ near future မှာတော့ ခုံဝင်သွားဖို့ရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးခုံမဝင်ခင်မှာကိုက relationship တစ်ခုကိုပေါ့နော်ဝင်တော့မယ်ဆိုရင်ကိုယ့်ရဲ့ဒီ past trauma တွေကိုတော့ healing လုပ်ဖို့လိုအပ်တယ်လက်ကိုလုံးတင်တာတွေကိုလုပ်ဖို့လိုအပ်တယ်ဒါလေးကတော့ဒါ message တစ်ခုအနေနဲ့မှပြောပြတာပေါ့နော်အဲအဲ့လိုမျိုးလေးလုံးနိုင်ပြီးတော့ပေါ့နော်ဒီဟိုကိုယ်လုံးသားလေးကို positive energy တွေနဲ့ပေါ့နော်ဒါဘာဖြစ်ဖြစ်နှလုံးသားတကားလေးကိုတေချာလေးဖြန့်ပြီးတော့ အဲဒီ romantic love တွေကိုကြိုးစားမယ်ဆိုရင်တော့ဒါကောင်းမွန်တဲ့ချစ်ချင်းလေးတွေက တော့ဘာပဲဖြစ်ဖြစ်ကို့အတွက်ပြန်လှည့်ပြီးတော့ပေါ့နော်အဲရှင်သန်လာလိမ့်မယ်ဒါအမစကလုံးမလာလေးပြောလိုက်တာပေါ့ကွာအဲ့တော့ပြောချင်တဲ့ message ကတော့သိရမှာလားနော် အတိတ်မှာဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ဒါကလေကိုလည်းဖြစ်နိုင်တယ်သူလည်းပဲဖြစ်နိုင်တယ်ကွာနှစ်ယောက်လုံးပေါ့နော်ကိုကလည်းကိုရဲ့ဒီ past trauma တွေကို healing လုပ်ရပြီးတော့လက်ကိုလိုအောင်လိုတင်တဲ့ຢာတွေကိုလက်ကိုလိုအောင်မယ်သူလည်းပဲသူ့ရဲ့ past trauma ဆိုတာရှိနေရှိမှာပဲကွာဒီမှာအဲ့ဒီຢာတွေကိုသူသူလည်းပဲလက်ကိုလိုအောင်မယ် healing လုပ်အောင်မယ်ဒါမှသာနှစ်ယောက်ကပို့ပြီးတော့အဆင်ပြေတဲ့ relationship healthy relationship တစ်ခုကိုတက်လှမ်းနိုင်မှာနော် ဲ့တော့ဒါကတော့ Amma Crush နဲ့ပတ်သက်ပြီးမြင်တာလေးကိုပြောပြပေးတာဖြစ်ပါတယ်။အဲ့တော့ DVD လေးကတော့ Ace ကဲ RS ကဲ Crush ကဲဆိုပြီးတော့အပိုင်း၃ပိုင်းကြည့်ပေးထားတာဖြစ်ပါတယ်။အဲတစ်ခါလေးကြာနေနေလေးစကားပြောတာလေးတွေကွာတည်တာမလား။ဒီ intuition ကခံစားမိတဲ့အတိုင်းပြောတဲ့ခါကျတော့နည်းနည်းလေးပေါ့နော်စကားလေးထောက်သွားတာမျိုးလေးရှိကောင်းရှိနိုင်ပါတယ်အခါကျရင်တော့အမအောင်နားလည်ပေးပါနော်တခါလေးကျရင် ဟိုပြောရင်ပြောရင်နဲ့ကွာတိတယ်မလားနည်းနည်းလေးအဲ့လိုမျိုးပေါ့နော်ဒီဟိုထောက်သွားတာမျိုးလေးပေါ့ကွာတိတယ်တစ်ခါတည်းကျရင်နည်းနည်းဟိုပရိုဂရမ်နည်းနည်းလေးရှက်သွားတာမျိုးလေးဖြစ်တတ်တယ်အဲ့အဲ့ဒါလေးတော့နည်းနည်းတိခံပေးပါလို့နော်အဲ့တော့ဒီဗီဒီယိုလေးကတော့ energy resonate ဖြစ်တဲ့သူလေးတွေဆိုရင်တော့ဒီအခုပြောပြပေးသွားတဲ့ message လေးတွေကိုပေါ့နော်အဓိကထားပြီးတော့ line နာပေးပါစူးစမ်းပေးပါ အဲဘာပဲဖြစ်ဖြစ်ပေါ့နော်ဒီအဓိကဘာတွေပဲဘလို့ပဲဖြစ်လာဖြစ်လာကိုကကိုရဲ့ပေါ့နော်ဒီကိုကိုကို focus အယုံဆိုင်မှုပေါ့ကွာ focus on your self ကိုတွေးဖယ်မသွားပါနဲ့ပြီးတော့ဘယ်အရာတွေပဲကြုံလာကြုံလာကိုယ်စိတ်ကိုအမြဲတမ်းကိုကိုကိုနိုင်တာရှိအောင်စူးစမ်းပြီးတော့နေဒါမှဒါဘလိုတွေပဲကြုံလာကြုံလာကိုရဲ့စိတ်လေးတွေကပေါ့နော်ဟိုဘလိုပြရမလဲကိုရဲ့ inner peace ကိုရရှိမှလေဟုတ်တယ်မလား ဟိုအရန်ချင်းကြီးတော့အမကတော့ပူလောင်လာတဲ့ expectation နဲ့တအားထားတာမျိုးတွေအဲ့လိုမျိုးတွေမဖြစ်စေချင်ဘူးကွာဒါကိုယ့်ရဲ့ present moment လေးမှာကိုဘတာကိုလေးပေါ့နော်ဒီအေးအေးဆေးဆေးပျော်ပျော်ရှင်ရှင်လေးနေနေတဲ့သူလေးတွေပဲအမကတော့အခုကြည့်နေတဲ့သူလေးတွေကို ဖြစ်စေချင်တယ်နော်အဲ့တော့ဒါလေးကတော့အုပ်စုနှစ်လေးရဲ့အတွက်ကြည့်ပေးတာဖြစ်ပါတယ် reading လေးကိုသဘောကျရဲဆိုရင်တော့လည်း like and comment လေးတွေနဲ့အားပေးကြပါအောင်เนาะနောက်ထပ် reading လေးတွေလည်းအခုလိုမျိုးလေးပေါ့เนาะတင်ပေးသွားပါမယ် အားပေးကြပါအောင်နော်ခုလိုမျိုးကြည်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်ပပိုင်း see you bye